ီတစ်ခေါက်ဗီဒီယိုကတော့ဒါပါကျုပ်ဆရာတော်နဲ့မိုးပြာရှင်ညာနာတို့ရဲ့နိဗ္ဗာန်ယူဆကြောင်းပဲဖြစ်ပါတယ်။အပထမဆုံးပြောချင်တာကဒါပါကျုပ်ဆရာတော်ကဒါထေရဝါဒဆရာတော်ဖြစ်တယ်။အဲတစ်ဘက်ကဒါမိုးပြာရှင်ညာနာကမိုးပြာဝါဒပေါ့နော်။ပြစ္ဆုတ်ပံကမ္မဝါဒအဲ့တော့ဗျာဒီဆရာတော်နှစ်ပါးရဲ့နိဗ္ဗာန်ယူဆမတူဘူးဆိုတာကတော့ကျွန်တော်ထွေထူးတော့ပြောရမှာလို့အဲ့တော့ဒါယူဆမတူဘူးဆိုတာကိုဒါလက်ခံနိုင်မှဝင်ကြည့်ဖို့ကျွန်တော်ကြံပေးတယ်ပေါ့နော်အဲတချို့ကကြတော့ဒါမတူမှန်းလည်းသိတယ်သိသိနဲ့ဝင်ကြည့်ရ အဲကြည့်ပြီးတော့လဲဒါမခံစားနိုင်ဘူးပေါ့နော်မခံစားနိုင်တော့အဲဘာဖြစ်လဲဆိုတော့ဒါပေါက်ကြရတွေဝင်မနိုင်မျိုးလည်းရှိတယ်။အဲတော့ဒါကိုက user တခုကိုလက်မခံနိုင်ဘူးဆိုရင်လည်းဒီလက်မခံနိုင်တဲ့အကြောင်းကိုပေါ့နော်အဲလူကြီးလူကောင်းဆန်ဆန်လေးဒါဝင်မနိုင်တော့ပို့ပြီးတော့ကောင်းနေပေါ့။နိဗ္ဗာန်ဆိုတာကောင်းခင်ပုံလည်းမဟုတ်ဘူး။တခြားဒုက္ခပုံကြီးလည်းမဟုတ်ဘူး။ရှင်တဲ့နှလုံးထဲမှာဒုက္ခပေးနေတဲ့ တဘာဝတရားတွေရဲ့ချုပ်ငင်းမှုသာဖြစ်တယ်လို့နိဗ္ဗာန်ဆိုရလဲအဲ့ဒီကိလေသာတွေတွေ့တမှုတွေဖြစ်ရာယုတ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုရခန္ဓာ၅ပါးရဲ့ချုပ်ငင်းသွားရဖြစ်တယ်အဲ့ဒီယုတ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ချုပ်ငင်းတာဟာကိလေသာနဲ့ကံချုပ်ငင်းမှသာဖြစ်တယ် ကိလေသာကံဤကိလေသာဤခြုံငိမ့်သွားခြင်းဟာအကြောင်းတရားရဲ့ခြုံငိမ့်မှုပဲဖြစ်တယ်။ရှုဝေရဏတင်ညာသင်္ခါရတို့ရဲ့ခြုံငိမ့်မှုဟာအကျိုးတရားရဲ့ခြုံငိမ့်မှုဖြစ်တယ်။အကြောင်းရောအကျိုးရောနှစ်ခုစလုံးခြုံငိမ့်သွားတဲ့သဘာဝကိုပဲနိဗ္ဗာန်လို့ဆိုတာဖြစ်ပါလေ။ဘုရားဝေပါဒတိဝိနည်းနိဗ္ဗာန်ဆိုတာကောင်းကင်ဘုံလည်းမဟုတ်ဘူး။တခြားဒုက္ခဘုံကြီးလည်းမဟုတ်ဘူး။ ရှင်တဲ့နှလုံးထဲမှာဒုက္ခပေးနေတဲ့တဘာဝတရားတွေရဲ့ချုပ်ငြိမ်းမှုသာဖြစ်တယ်လို့ဒီလိုမှတ်သားရမှာဖြစ်တယ်ပေါ့။ဘယ်ရောက်သွားတဲ့ဆိုတာတခြားရောက်တာမှမဟုတ်တာ။တခြားစဉ်းစားကြည့်တော့မိတော့ကလေးငြိမ်းသွားတယ်။မိတော့ကလေးငြိမ်းသွားတာမိစာလည်းကုံသွားတယ်၊စီလည်းကုံသွားတယ်။မိစာနဲ့စီပေါ်စီနဲ့မိစာပေါ်လေးမှာ လလပပတောက်နေတယ်မိထောက်ကလေးမိလျံလေးစီရှိနေသည်မြတ်မိစာလေးရှိနေသည်မြတ်အဲ့ဒီမိထောက်ကလေးကရှိနေငြိမ့်သွားပြီဆိုရင်အဲ့ဒီမိထောက်ကလေးကပယ်ရောက်သွားတာတော့ဘယ်နေရာရောက်ပြီဘယ်နေရာမှာပုံနေတာတော့ပြောလို့မရတာမိထောက်လေးကငြိမ့်သွားတာငြိမ့်သွားတယ်လို့ပဲပြောလို့ရတယ် ဖြောင်းတိုင်မီးလေးထွန်းတိုင်ဖြောင်းတိုင်မီးတောက်ကလေးတွေ့နေအဲ့ဒီမီးအလင်းလေးကလှလဲလှတာပိုးဖလန်ဆိုတဲ့အကောင်းကြီးကမီးတောက်ကိုရွှေထင်ပြီးတော့အဲ့ထဲဝင်းခုန်တာလေပိုးဖလန်မျိုးမီးကိုတိုးကိုကျိုးနေလာသည်ဆိုတာသူလှတယ်ထင်လို့တိုးတာလေအလွန်လှတာပဲလှလဲလှတာပဲမမြင်ဘူးရင်အသက်ဆမ်းပဲအဲ့ဒီမီးတောက်ကလေးတွေကိုဝင်ပြီးတော့တိုးတဲ့ကမီးလောင်ခံရရတာပေါ့ အဲ့ဒီမိတော့လေးကငြိမ့်သွားရင်ဘယ်ရောက်သွားတာတော့ဆိုဘယ်မှမရောက်ဘူးဒီနာငြိမ့်သွားတာပဲဘယ်မှလည်းရှာလို့ရမှာမဟုတ်ဘူးငြိမ့်တယ်ဆိုတာဒီနာပဲငြိမ့်အဲ့တော့နိဗ္ဗာန်ဝင်တယ်ဆိုတာအဲ့ဒါမျိုးမိတော့ကလေးငြိမ့်သွားတယ်လို့ဘုံကြီးတစ်ခုရောက်သွားတာလည်းမဟုတ်ဘူးเนาะကောင်းကင်ဘုံရောက်သွားတာလည်းမဟုတ်ဘယ်မှရောက်မသွားဘူးငြိမ့်သွားတာဘာလို့ငြိမ့်သွားတာတော့ဆိုစီနမီစာကုန်လို့ငြိမ့်တယ် ။ဒါလေးတိလို့သောမေခွန်းကိုဖြစ်ချပေးသည်ကိုရှင်းနိုင်မှုမရှိပါနဲ့။အင်းမြန်လျောက်ထားပါသည် သူ၏မေခွန်းမှာ လူများသည် တနေ့ကြရင်နိဗ္ဗာန်ရကြသည်ဖြစ်၍စကြဝဠာရှိသောအာလုံးလူအာလုံးနိဗ္ဗာန်ဝင်ကြပြီးကဘာကြီးတွင် ကာလကြာသော တနေ့လင်လူများကုံဆုံးမည်ဟုတွေးပါလေ။သူကဘယ်နှစ်ယောက်လို့သတ်မှတ်ထားတာရှိလို့တော့ နိဗ္ဗာန်ဝင်တဲ့သူကလည်းဘယ်နှယောက်လို့ပြောလို့ရတာမှမဟုတ်တာနော်တရဝါလည်းဘလောက်ရှိတယ်ဆိုတာပြောလို့မှမရတာတရဝါမှာအရေးအတွက်မရှိဘူးအရေးအတွက်မရှိဘူးလူတောင်မှပဲလူဦးရေဟာဟိုခမမီတော့ပြောကြားနေကြတာတသိတတဝါတွေရဲ့ဒီအရေးအတွက်ဟာရှိမှမရှိတာတသိတတဝါတွေကအလွန်များတာပဲတသိတတဝါတွေအလွန်များလို့နိဗ္ဗာန်ရောက်သွားလို့ရှိရင် လူတွေကုံဆုံးသွားမယ်လို့တွေးပါလေမပူနဲ့ရေထဲမှာငားတွေအများကြီးရှိသေးတယ်တီကောင်တွေလည်းတထွေးကြီးရှိသေးတယ်လာပါလိမ့်မယ်နော်ပူစရာမရှိပါဘူးအဲ့ဒီကတော့ဥယျာရတက်နေမှာပါပဲနော်ပူစရာမရှိဘူးဆိုတော့ तू ကဒီမေးခွန်းကဟောအရေးအတွက်မရှိတဲ့အရာတစ်ခုကို တိုးလာသလားရော့လာသလားလို့ဘာနဲ့စံချိန်ပြုတ်ပြီးပြောလို့ရမှာတော့ဟောလူတစ်ခုတည်းတင်ကြည့်မယ်ဆိုလို့ရှင်တော့ကဘာမှာလူရေခုတန်ပေါင်း9000လို့ဆိုတာပေါ့ခတ်ပေါ့တန်ပေါင်း9000အဲ့တော့လူရေတော့တိုးတက်များပြားလာတယ်လို့ဆိုလို့အဲ့တိုးတက်များပြားလာတဲ့လူတွေကဘယ်ကရောက်လာတာတုံးလို့မေးချင်ရှိတယ်နတ်တွေဆိုတာလည်းအသင်ချင်းရှိတယ်ပြမားတွေဆိုတာလည်းအသင်ချင်းရှိတယ်တရိษံတွေဆိုတာမရေမတွက်နိုင်အောင်ရှိတယ် ဲ့မရေမတွက်နိုင်အောင်များပြားလာတဲ့တတ္တလောကကြီးတစ်ခုလုံးကိင္ကနမ်းမှမရှိတာမရှိသည့်အတွက်ကြောင့်နိဗ္ဗာန်အကုန်ရသွားမယ်ဆိုတာလည်းဖြစ်နိုင်တဲ့အရာမဟုတ်ဘူးဟိုလေအမြဲတမ်းပျော်စရာနဲ့တန်တရာထဲမှာများကြမှာပါနိဗ္ဗာန်ရောက်တဲ့လူကလက်တဆုပ်စာတောင်ရှိမှာမဟုတ်ပါဘူးမပူပါနဲ့လို့ပြောထားလိုက်ပါဗျာဒါတော့ဘုရားဘာသာ ။ဘာကြောင့်ဆရာတော်ပြောသွားတဲ့ဒီနိဗ္ဗာန်ယူဆကကျွန်တော်တို့ဒါလူတိုင်းသိကြတဲ့နိဗ္ဗာန်ယူဆတစ်ခုပဲပေါ့နော်။အဓိကကတော့ဒါခန္ဓာ၅ပါးမရှိတော့ဘူးပေါ့နော်။မရှိတော့ဘဲနဲ့ဒါကိုယ်ကသေသွားတယ်။သေပြီးလို့ရင်တော့နောက်ထပ်ဘာမှထပ်ပြီးတော့မဖြစ်တော့တဲ့အရာအဲ့ဒီအရာကပဲဒါနိဗ္ဗာန်ဖြစ်တယ်ပေါ့နော်။ကျွန်တော်ဒါတစ်ဖက်ကပြစ္ဆုတ်ပံကမ္မဝါဒရဲ့နိဗ္ဗာန်နဲ့အရင်ဆုံးရှင်းကြည့်လို့ရင်အဲဘာတွေကွာသလဲဘာတွေတူသလဲဆိုရင် ကွာရာကတော့ဒါနိဗ္ဗာန်ကကွာတယ်ပေါ့နော်နိဗ္ဗာန်ကဒါထေရဝါဒမှာဆိုရင်တည်ပြီးတော့နောက်ဘဝမှာရောက်တဲ့ရာမျိုးအဲပြုစုမှန်ကမ္မဝါဒကြောင့်အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့အဲလက်ရှိဘဝတည်းမှာတင်ရတဲ့ရာမျိုးပေါ့နော်အဲ့တော့ဘာတွေတူတယ်လဲဆိုရင်ဒီခန္ဓာငါးပါးမရှိတော့တဲ့အချိန်မှာနိဗ္ဗာန်ကိုရောက်တယ်ဆိုတဲ့အချက်ကတော့တူတယ်အဲ့ဒီမှာလည်းအကုန်လုံးတူတာမျိုးတော့မဟုတ်ပြအဲဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီပြုစုမှန်ကမ္မဝါဒမှာကြတော့ ်ဒီခန္ဓာငါးပါးမရှိလို့ရင်နိဗ္ဗာန်ကိုရောက်တယ်ဆိုရမှာဒီအစွဲခန္ဓာပေါ့နော်အဥပါဒณะခန္ဓာအစွဲခန္ဓာအဆိုလိုတာကဗျာကိုယ်မှာဒီမူရင်းဖြစ်တဲ့ခန္ဓာရှိတယ်ပင်ကိုယ်မူလခန္ဓာပေါ့နော်အပင်ကိုယ်မူလခန္ဓာမဟုတ်တဲ့ကိုယ့်ရဲ့အစွဲခန္ဓာရှိတယ်အဲ့ဒီအစွဲခန္ဓာတွေကိုယ်စီမှာမရှိတော့တဲ့အချိန်ပြောရင်ကိုယ်ကဗျာလူတစ်ယောက်လုံးလုံးဖြစ်သွားတယ်လူစစ်စစ်တစ်ယောက်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာဒါနိဗ္ဗာန်ကိုရသွားတယ် ဲ့တော့ဒါရှိရဲ့ဘာရုပ်ဆရာတော့ပြောသွားတဲ့သဘောတရားကတော့အဲ့ဒီမှာပါတဲ့ဒါခန္ဓာ၅ပါးဆိုတာကဒီဥပါဒနာခန္ဓာလည်းပါတယ်ဒီကျွန်တော်တို့ရဲ့ဒီမူလပင်ကိုဒီခန္ဓာတွေပေါ့နော်ရုပ်တရားတွေအကုန်လုံးပါတယ်အဲ့တော့အဲ့ဒီချက်လေးကလည်းနည်းနည်းလေး क्वे ပါတယ်ဒါတော့ဘုရားဘာသာဖြစ်နေပြီးနိဗ္ဗာန်မတောင်းတဲ့လူလို့တော့မရှိဘူးအဲ့ဒီနိဗ္ဗာန်လည်းဘယ်သူမှမသိဘူးလို့အလိုပြောဒီလိုဘုရားဝါသာဖြစ်နေပြီးနိဗ္ဗာန်မတောင်းတဲ့လူလို့တော့မရှိဘူး ိတ်တည်းမှာလည်းဘသူမှမသိဘူးလို့အဲ့လိုပြောရပါမယ်ညတော့ဘသူမှမသိဘူးလို့ဆိုတဲ့အကြောင်းကိုစကားပြောတော့ရှည်တော့ပဲပြောလိုက်ရအောင်ပဲဒါသူ့ရှည်ပြည်တတော်ကိုစရောက်ခါသားတာရက်ကလေးလေးကားရက်ပဲရှိတော့အဲဆရာတော်ကတက်လာဘုန်းကြီးတော်ကတက်လာပြီးတော့ကျုပ်ကိုချီးကျူးတာပေါ့ဟာကတော့တော့ဒီတော်ပေါ်နေနေရတော်တော်ကောင်းတာပဲတဲ့ချီးကျူးတာပေါ့ ုတ်ပါဘူးအဲဒီမဖျားပေါ့အဲ့လိုဆိုတော့တဲ့အဲ့လောက်အရတော်နေပါတော့တဲ့မပိမလျော်တော့နေပါဖျားတော့တဲ့ပြောပြောတယ်ဘာမမိမလျော်တရားပါတော့ဖျားတယ်ပဲဆက်ကြတယ်နိဗ္ဗာန်ကိုပေါ့တဲ့သူကဒီလိုပြောတယ်ကွာအာနိဗ္ဗာန်ကိုပေါ့လို့ဆိုအာနိဗ္ဗာန်ဒီလိုဖြစ်မတိပါလားအာတဲ့သူကဒီလိုလုပ်နေတာ တဘုဒ္ဓဘာသာပြည့်ပြီနိဗ္ဗာန်မသိဘူးလို့ပြောတယ်ဆိုအံဩပြလိုက်တာပေါ့အာအဲ့လိုပြောတော့အရှင်ဘုရားလည်းနိဗ္ဗာန်များတိလာဘုရားလို့သူ့ဒီလိုပြောတော့လဲသူ့ဟာမသိဘူးလည်းပြောတယ်ဘူးတိတယ်လည်းပြောတယ်အာဘယ်မသိပဲနေပါမလဲဆိုတာပြောလေးတဲ့အဘိဓိပဲလောက်ပြအရှင်ဘုရားကနိဗ္ဗာန်ကိုတိတယ်လို့ပြောရှင်ဘုရား ကားလို့ပြောဘယ်နှဝါရမလို့ဆိုတော့ဘာသိမရသေးဘူးတကယ်တော့အရင်တုန်းကအထက်တန်းသားလာလာသာလို့ပြောရတဲ့လာသာလာက300ရတဲ့ခေကအဲလာက300ရတဲ့အလုပ်ကတိထွက်လာပြီးတော့ခေါင်းကြီးလှုပ်တာကသူကခေါင်းကြီးလှုပ်တော့အဲခေါင်းကြီးဟာသိမရသေးဘူးအဲလို့ဆိုရှင်မြတ်နေပါဘော ဘာလို့တည်တာလို့ပေါ့တကယ်ဆိုတော့ရှင်မြတ်တိခါလည်းနေနေပဲရှိသေးတယ်လို့အတ္တခါလာကြီးတာဆိုအဲ့တော့စာရုပ်ဝေလို့လည်းရှင်မြတ်တင်ဖို့မှမဟုတ်ဘူးလို့ဆိုတော့အဲ့တော့သူကအမတင်ဘူးလားဒါလည်းပြောပါတယ်ဘာမှပြီးမှစာရိပေတကယ်တတ်တဲ့ဘုန်းကြီးတွေတရားတွေတပါးတွေလည်းဒါအထုတ်တဲ့ဘုန်းကြီးတွေနိဗ္ဗာန်ကြောင်စာအုပ်၃ခုရေးထားရှိတယ်ဗျာအဲ့စာအုပ်၃ခုကလည်း ပထမတော့ရေးတဲ့သူကရွှေကျင်ဒိုင်းကြီးကိုတီထောင်ခဲ့တဲ့ရွှေကျင်ဆရာတော်ရေးတာဒုတိယသာဝတ္ထုကတော့အဲ့ဒီရွှေကျင်ဒိုင်းကြီးကအိဗန်ရေးတာဟာကြီးကိုမလေးလူမလေးသားတွေကမကြည်တတ်ကြအားမရကြတဲ့အခါကျတော့ဝိုင်းပြီးတော့ပြောကြတာပေါ့ဒိုင်းကြီးမဟုတ်တဲ့အကြောင်းကိုအဲသာဝတ္ထုရေးပါအောင်လို့ဆိုတော့အဲ့ဒီတော့အဖိဓမ္မာကိုထုံငါတယ်အဖိဓမ္မာသာဝတ္ထုလည်းရေးနေတယ်ဆရာတော်ကြီးတပါးစီကိုတောင်းပါတော့အဲ့ဆရာတော်ကြီးကလည်း နိဗ္ဗာန်သရူပဒီပတိဆိုပြီးတော့ဩဆောင်းကြီးနိဗ္ဗာန်ဆောင်းကြီးတို့ရေးလိုက်တာလဲသူလည်းသုံးလုံးတော့ထူတာပဲအဲရွှေရှင်ချရတော့နိဗ္ဗာန်ဘာမှမဟုတ်ဘူးလို့ဆိုတဲ့ဟာမျိုးဆိုရောက်တာပေါ့အဲရွှေရှင်ချရတော့နိဗ္ဗာန်ဘာမှမဟုတ်ဘူးလို့ပြောပြီးနောက်ကျတော့လေဒီချရတော့ကဒီလိုတီးတယ်တင်းတင်းတော့နောက်ကျတာပေါ့လေဒီချရတော့လည်းနိဗ္ဗာန်အဲအဲဒီပတိဆိုတော့တော်လည်းသောက်တော့ရေးပြထားဗျာ အဲတကယ်ရေးတဲ့ခါကျတော့အဲမြုပ်ပြီးကြီးဆရာတော်ရဲ့နေပါလည်းမဟုတ်ဘူးကြီးကြီးဆရာတော်နေပါလည်းမဟုတ်ဘူးလို့ဆိုတာမျိုးပြောတာမျိုးပဲကြားလို့ဒီပုဂ္ဂိုလ်ကသာထပေတတ်တဲ့တကယ်ကိုတရားကျင့်တဲ့ပုဂ္ဂိုလ်လို့အဲ့ဒါတောင်မှသူတို့ဟာတိတ်ခါလည်းရှိတယ်သာပေလည်းတတ်တယ်တရားလည်းကျင့်သူတို့တောင်မှသုံးခုတစ်ခုတစ်ခုမဟုတ်ဘူးလို့ပြောတယ်ဆိုရင်တော့ သုံးခုလုံးလည်းမဟုတ်တာဖြစ်နိုင်တယ်ဗျာ။ခဲပြောတယ်လို့ပြောရတယ်ဗျာတော့အဲ့တော့နိဗ္ဗာန်မတည်ဘူးများလို့ကိုတော်ကတော့ကလေးနဲ့တည်တယ်ဆိုတော့တိတ်မကြိုက်ဘူးများလို့ပြောတာရှိမှရှင်ညာနာပြောသွားတယ်နိဗ္ဗာန်ကြောင်းရေးတဲ့ကျမ်းစာအုပ်သုံးအုပ်ပေါ့နော်။အဲ့ဒီကျမ်းစာအုပ်သုံးအုပ်လုံးကလက်ရှိနောက်ပိုင်းနှစ်ပေါင်း150အတွင်းမှာဖြစ်နေတာကိုသတိထားမိကြနိုင်မယ်။အဲဆိုလိုတာကဗျာဒီမြန်မာတမိုင်းမှာဆိုရင်ဘုရားဘာသာတကယ်ထွန်းကားလာတာကဒါနှစ်ပေါင်းထောင်နဲ့ကိုဒါချီပြီးတော့ရှိပြီပေါ့နော် ဲ့တော့နိဗ္ဗာန်ကြောင်းရေးတဲ့စာအုပ်ကဒါလက်ရှိနောက်ပိုင်းမှာဖြစ်လာတယ်။အဲ့တော့ကျွန်တော်အဓိကပြောချင်တာကဒါထေရဝါဒရဲ့အကျင့်သာသနာအကြောင်းကိုအဓိကပြောချင်တာ။တို့လူတွေထင်နေကြတာကမြန်မာနိုင်ငံမှာခေတ်ဆက်ဆက်ရမ်းတာရှိခဲ့တယ်၊ကျင့်ကြံခဲ့တယ်၊သောတာပန်တရားကံနာဂံပေါ့နော်။အဲ့လိုမျိုးတွေဒါခေတ်ဆက်ဆက်ရှိခဲ့ရလို့ထင်ကြတာ။တကယ်တကယ်တော့မဟုတ်ဘူးဗျ။ဒီလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်200လောက်ကမှအဲကျွန်တော်တို့မြန်မာနိုင်ငံကပေါ့နော်ဗုဒ္ဓဘာသာဝင်တွေကတို့ကျင်းလို့ရင်ငါတို့ဒါတရားဥရနိုင်နေဆိုတဲ့အယူဆတွေဒီ အယူဆတွေဒါယူဆလာကြတယ်ပေါ့နော်အဲ့ဒီချိန်ကဆိုရင်ဒါမြန်မာနိုင်ငံရဲ့လူတွေရဲ့ယူဆကဒါငါတို့ဘလောက်ပဲတရားကျင့်ခြင်းတရားလို့မရနိုင်တော့ဘူးတရားလို့ရတယ်ဆိုတာကပေါ့နော်ဒါဖျားခစ်ကပဲရနိုင်တဲ့အရာလက်ရှိခစ်မှာမရနိုင်တော့ဘူးအဲ့တော့ပြောလွင်ပြန်အရိမတ်တရားဖျားကိုပဲစောင့်ပြီးတော့ဒါကုဒါနသီလတွေလောက်ကြတယ်သဘောမျိုးပဲအထေရဝါဒသာသနာရဲ့အကျင့်ပိုင်းသာသနာအယဟန္တာယူဆပေါ့နော်အဲ့ဒီယူဆတွေခုလောက်ထိပြန်ပွားလာတာကတိတ်ပြီးတော့မကြသေးဘူး အတော်တော်ကြီးထွန်းကားလာတာကတော့ဒါကိုလိုနီခေတ်လောက်ကပဲစရမယ်ပေါ့ဟုတ်တယ်ခင်ဗျာတို့လည်းဘယ်မတိပဲနေပါမလဲဆိုတော့မျက်နှာမျိုးနဲ့ပြုတ်ကိုပြရတာပေါ့အဲအဲ့လိုဆိုရင်အဲ့လိုတီးတဲ့ထင်ရင်ရှင်ပြားတီးတယ်လို့ထင်နေတယ်နေပါဘယ်လိုမှပြောစမှာမဟုတ်ဘူးပြောပြအဲ့တော့အဲ့တော်တော်နဲ့မပြောဘူးမပြောတော့ကျုပ်ကနေပြောပဲပြေးလိုက်တယ်တီးပြီးတော့ဘာကောင်းဘလောင်မှမဖြစ်တာဟာဗျာ နိဗ္ဗာန်လို့ရှင်ပြဆိုလီတာလားလို့ဆိုတော့အဲ့ဒါနိဗ္ဗာန်မဲမဟုတ်လားဘယ်လိုပြောလဲဘာမှမဖြစ်တာနိဗ္ဗာန်မဲလို့အဲ့ဒါမဟုတ်လားလို့ဆိုတော့အခါကျတော့ကျုပ်ကနေပြီးပြောရတယ်အဲအဲ့ဒါဆိုရင်တော့ရှင်ပြကိုပြီးတော့တရားကိုဆွဲလိုက်ခြင်းတယ်အဘယ်လိုဆွဲမှာတော့ရှင်ပြဥစ္စေတမိစ္ဆာတိတိဆိုတော့အကြောင်းတည်းမဟုတ်လားဘုရားလို့ဥစ္စေတမိစ္ဆာတိတိဆိုတော့တေးပြီးတော့ဘာဖြစ်တော့ အလိုယူတာအရှင်မြတ်ရဲ့နိဗ္ဗာန်ယူတာရဥစ္စရာပိသာတိတိယူရတဲ့သူနေတယ်လို့ဆိုတဲ့အကြောင်းကိုဒီဆွဲချင်းတင်လိုက်ချင်တယ်အဲဒီတစ်ခုနဲ့တော့ဒီလိုပြန်အားမရဘူးလို့အဲနောက်တစ်ခုဘယ်လိုဆွဲချင်းတင်လို့လဲအဲအဲ့လိုဆိုတော့အရှင်မြတ်နောင်ဘဝကိုမဖြစ်ချင်ဘူးလို့ဆိုတာလို့နောင်ဘဝဖြစ်မှာဤကဏ္ဍမို့လားလို့ အာတော့ဘုရားဖြစ်မှာဘောတဲ့ဧကန္တဘောတဲ့နောက်ဘုရားဖြစ်မှာဧကန္တဆိုတဲ့ကြောင်းရှင်ပြနောက်ဘုရားလည်းရောက်ဘူးတဲ့ဘုရားနဲ့ဘယ်လိုလုပ်ဧကန္တပြောနိုင်တာတော့လို့ဆိုတော့အာနောက်ဘုရားဖြစ်ခဲ့တယ်တဲ့နောက်ဘုရားဖြစ်ခဲ့မှာတော့တရားတည်ပြီးရင်တော့နောက်ဘုရားပဲပေါ်လို့နောက်ဘုရားပဲပေါ်တဲ့တာအဲ့တော့တရားတည်ပြီးနောက်နောက်ဘုရားဖြစ်မှာပေါ်တယ်ဟာရှင်ပြတော့လိုက်လားလို့နောက်ဘုရားဖြစ်ခဲ့တာတော့တည်တယ်လို့ဆိုတော့ ရှင်ပြန်နောက်ဘဝဖြစ်ခဲ့တာဘယ်လိုသိတော့ခရတကြလူတွေဘဝသုံးခုသိတယ်တဲ့ရှင်ဘဝလည်းတဘဝလည်းအောင်ရှင်နဲ့ဘဝလည်းတဘဝလည်းမင်းသားဘဝလည်းတဘဝလည်းအဲ့ဘဝသုံးခုသူဖြစ်ခဲ့တာဟောသူတို့ဒီကတော့ပြောတာကြာအဲ့ရလို့ရှင်ပြတော့နောက်ဘဝတွေကိုအဲ့လိုသိတယ်သူတော်လိုက်တာလို့ပြောလို့ရှိပါတာအဲ့လိုဆိုတော့လို့အဲ့မင်းသားဘဝဆိုတာ ဘယ်မဲ့လက်ထက်သုံးဘယ်မဲ့လက်ထက်လို့ပြောနိုင်ဘယ်မဲ့လက်ထက်ကမင်းသားတို့ဖြစ်တာတို့မင်းတို့လည်းသူပြောတာကဲအဲ့လိုရှင်အဲ့မင်းသားဘဝကိုပြောနိုင်ဖို့ဆိုရင်လည်းပဲရှင်ဘဝလည်းပဲအရှင်မြတ်ဘယ်တော့မှဖြစ်တဲ့ရှင်တို့ဘာဖြစ်လို့အဲ့လိုမေးရတာလဲတင်းနေတဲ့ရင်နဲ့ဒီလိုကတူသေးချင်းအသေးတာမဟုတ်ဘူးလေလို့ သင်္တိကိုပြန်သွားပြီးသေးတယ်ခုကငါးတမျိုးရှိလို့ရအဲ့ငါးတွေကတကယ်လို့သူတို့မိတ်လိုက်တော့မယ်ဆိုရင်ဟိုးဝေးကြီးအဲ့ကတနိုင်ငံစီကိုပြန်သွားပြီးတော့မိတ်လိုက်တာပဲအဲ့လိုနဲ့အဲ့ငါးတွေပေါက်တယ်ဒါလည်းဟုတ်တာမဟုတ်တာတော့မသိဘူးပေါ့ဗျာခုနကရှင်ကလည်းပဲသင်္တိကြိုင်ကိုသွားသေးတယ်ဆိုတော့ရှင်မရရှင်ဖြစ်ပြီးသေးတာဆိုတော့သင်္တိကြိုင်ပြီးပါတယ်လို့ ်ညင်းစင်တင်းကြိုက်ပြီးပြောသားပါလို့အဲ့ဒီကြိုင်းမှာစင်တွေအများကြီးရှိပါလို့အဲ့ဒီစင်တွေရှိရင်အဲ့ဒီစင်တွေကအတုံးကြတယ်ပြလို့ဒီလိုကပို့တာနေလို့ဒါလည်းအဲဘေတော်မှနေခဲ့တယ်ပြောလို့မရဘူးအဲ့လိုဆိုတော့ရှင်ဘုရားလို့အဲ့လိုပြောလို့မရဘူးလို့ဆိုတဲ့အခါဖြစ်ပေမဲ့လည်းရှင်ဘုရားကတော့အဲ့ဒီတိတာကိုပြောနေပြီလို့ဆိုတဲ့အခါကျတော့လို့ ရှင်ပြောင်းဘေးကုန်းတစ်ခုမေးရအောင်ပဲအဲ့ဘာလို့ပြောနေတာလဲလို့ဆိုတော့မေးပါတယ်ဒါတူတော့မေးမတော်လို့ရှင်ပြန်ဖြည်း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 စစ်စစ်ဖြည်းပြီးလို့အမြန်ကြီးမဖြည်းလိုက်ဘူးဒါနေတယ်လို့ပြောပြီးကျုပ်ကလည်းမေးလိုက်တာရှင်ပြန်ဆန်ရပါလားဖြစ်ရူရတော့တော့ဖြစ်ရှင်ပြန်ဒီတော့ ြေးပြေးဖြေလို့ဆိုတဲ့အတိုင်းကိုယ်ကဖြေးချင်းတိုင်ပါပြီလို့ဖြေပါဘူး။ဒါရလား။အဲဆိုအဲ့ဒါမဖြေဘူး။မဖြေတဲ့အခါကျတော့ကျုပ်ကတူပြီးတော့ရှင်မရဆံရရလားလို့ဒုတိယမေးဖို့လည်းပဲတစ်ခါထပ်မေးတယ်ဗျာလို့ဒါပဲမေးတာလို့အဲ့ဒုတိယမေးဖို့လည်းမဖြေဘူး။ဘယ်လိုဆိုတော့ဒီမေးဖို့ပဲဒီတော့ပြန်မေးပါနော်လို့တတိယမေးဖို့ဖြစ်တယ်။အဲ့တတိယမေးဖို့ကလည်းဒါပဲလို့ရှင်မရဆံရရလားလို့ အဲကျောက်ကတော့တုံးကမေးလိုက်တာပေါ့ဗျာမေးလိုက်တော့လေအဲ तू ကမဖြေဘူး तू ကမဖြေဘူးလို့ဆိုတော့ရှင်မြဒါမဖြေတော့ဒီတော့ရှင်မြကိုအနိုင်ယူတော့မှာလို့ဆိုနေကြတော့အဲကြတော့ तू ကဖြေတယ် तू စမရပါဘူးတဲ့အဲ့လိုမျိုးလေးပေါ့နော်မဖြေချင်းဖြေချင်းစကားလေးနဲ့ तू စမရပါဘူးတဲ့ဟော ရှင်ဘုရားဇာမရဘူးလို့ပြောတယ်နော်လို့ဆိုဟုတ်ပါတယ်အဲ့လို့ဆိုရင်ရှင်ဘုရားနောက်ဘဝသုံးခုတည်တယ်လို့ပြောတဲ့စကားလည်းဒီလိုရှိမှတခွန်းပြောပြီလို့ဒီလိုရှိမှဇာမရဘူးလို့ပြောတဲ့စကားတခွန်းလည်းဒီလိုရှိမှပြောပြီလို့အဲ့ဒီစကားနှစ်ခွန်းကတစ်ခုနဲ့တစ်ခုကန့်ကွက်နေတယ်ကြာလို့ဇာမရရင်နောက်ဘဝသုံးခုမတည်ဘူးလို့နောက်ဘဝသုံးခုတည်တယ်ဆိုရင်ဇံရရမယ် ရှင်းပြနောက်ဝတ်သုံးခုတိတယ်လဲပြောရဲဇံလည်းမရဘူးလို့ပြောတယ်ဆိုတော့မဟုတ်သေးဘူးတခုတော့ပြန်တော့ပြာလို့ဇံရတယ်လို့ပဲပြန်ပြောချင်တယ်လားနောက်ဝတ်သုံးခုတိတယ်ဆိုတာမဟုတ်ပါဘူးလို့ပဲပြန်ပြောချင်တယ်လားပြန်ပြောလို့ကြော်ပြောတဲ့ခါကျတော့အဲသူလည်းဖြည်းဖြည်းစီစီတယ်ပဲအင်းတပြီးတော့ပြောခဲ့တဲ့နောက်ဝတ်သုံးခုတိတယ်ဆိုတာကိုပဲပြန်ပြောမှာပါတဲ့ တကယ်မသိဘူးလို့ပေါ့ဗျာကဲဒါဆိုညာလိုက်တာပဲဟုတ်လားကဲအဲ့လိုနိဗ္ဗာန်နဲ့ဇာလျက်ပြီးတော့သူကလည်းအကုန်လုံးကိုဖြည်းဖြည်းစီစီသူ့ကိုတခါလည်းမေးတာပဲပေါ့တော့အမေးတဲ့ခါကျသူဖြင့်ဒုတိယသွယ်ဆွဲပြဖြစ်တဲ့ဟာလည်းသူကြောက်ကြသွားပြီပြောကြတယ်ပထမသွယ်ဆွဲပြလည်းဟုတ်တယ်လေအဲ့ဒါတော့ဒီတော့မတည်ဘူးတဲ့ပဲပြောရတာဆိုတော့ကြောက်ကြတာပဲ။နောက်တတိယ သူ့ဘဲပြဘာနဲ့တွဲမှာလို့ပြောတော့ရှင်ဘုရားကလို့ဆန်းအိမ်ဘာရောက်တယ်ဆိုတာဟာဘယ်လိုလုပ်ရောက်မှာလို့အိမ်ဘာရောက်တဲ့သူကမိဘရောက်တဲ့အချိန်မှာအဲ့ဒီလူရှိသေးရဲ့လားတကယ်ရဟန္တာတော်ရလို့သူရဟန္တာတပါးဖြစ်တော့ကမိဘမရောက်သေးဘူးအဲ့ဒီရဟန္တာတပါးတည်တယ်ဆိုရင်သုတိစိတ်ရပြီးနောက်ပိုင်းကျတော့ကိုမိဘရောက်ပါဘူး အဲ့ဒီနိဗ္ဗာန်ကအဲ့ဒီရဟန္တာရှိတော့ဘူးပြပေးပြီလို့အဲ့ဒီရဟန္တာမသေးခင်သုတိမတိုင်ခင်မသေးခင်တော့အဲ့ဒီနိဗ္ဗာန်အတူဆိုတာမရှိသေးဘူးပြသူလို့ဆိုရင်တော့ရောက်တဲ့သူနဲ့ရောက်ရနိဗ္ဗာန်နဲ့ကတခြားစီပဲဖြစ်နေဘူးလားအဲ့တခြားစီဖြစ်နေတယ်ဆိုရင်သကားဆိုတာလို့အဖြစ်တဲ့နဲ့အဲ့ဒီအဖြစ်တဲ့နဲ့ကိုဖြစ်တဲ့သူနဲ့ တပြိုင်တည်းရှိရအောင်လို့အလုတ်ကင်လုတ်တယ်ဆိုလဲအလုတ်ကင်နဲ့အလုတ်ကင်လုတ်သူဆိုတာခါနေရှိရတာလို့အလုတ်ကင်လုတ်သူရှိရတဲ့အလုတ်ကင်လုတ်တယ်ဆိုတာပြောလို့မရဘူးအဲ့လိုပြောတော့ကတ္တနဲ့ကရိယာပေါ့ဗျာတကယ်တော့လုတ်သူကကတ္တလုတ်တယ်ဆိုတာကကရိယာကိုယ်ကနိဗ္ဗာန်ရောက်တယ်ဆိုတာကကရိယာနိဗ္ဗာန်ရောက်သူဆိုတာကကတ္တ ိတ်အိတ်ကတ္တာဖြစ်တဲ့အချိန်မှာကရိယာဖြစ်တယ်ကတ္တာဖြစ်တဲ့အချိန်မှာကရိယာဖြစ်တယ်နိဗ္ဗာန်ရောက်တာမဖြစ်သေးဘူးနိဗ္ဗာန်ရောက်တယ်ဆိုတဲ့ကရိယာဖြစ်တဲ့အချိန်မှာအဲ့ဒီနိဗ္ဗာန်ရောက်တဲ့သူကတ္တာမရှိတော့ဘူးဒီနေရာမှာဒါမဟာယာနတို့ဇင်ဗုဒ္ဓဘာသာတို့လို့ပုံစံမျိုးပေါ့နော်အဲ့ဒီယူဝါဒတွေလို့နိဗ္ဗာန်ယူဆရှိနေတယ်ဆိုရင်တော့အခုလိုမျိုးစကားနဲ့တော့ပြောလို့တော့မရဘူးအဲဘာကြောင့်မို့လဲဆိုရင်သူတို့စီမှာကနိ နိဗ္ဗာန်ဆိုတဲ့အရာကသူတို့စီမှာဘုံတစ်ခုပေါ့နော်ဒီ33ဘုံတဲ့မြင့်တဲ့ဘုံတစ်ခုဖြစ်နေတယ်အဲ့တော့နိဗ္ဗာန်ရောက်သွားတဲ့ဘုရားရှင်ရဟန္တာတွေဆိုတာကလည်းအဲ့ဒီဘုံထဲမှာတည်ရှိနေတယ်အဲ့တော့ဒါကျွန်တော်တို့ထေရဝါဒပုံစံမျိုးလည်းမဟုတ်ပြကျွန်တော်တို့ထေရဝါဒမှာကျတော့နိဗ္ဗာန်ရောက်သွားတယ်ရောက်သွားလို့ရင်ဒါမရှိတော့ဘူး အဲ့တော့မရှိတော့ဘူးဆိုတဲ့စကားကိုဒါရှင်ညာနာဒါပြန်ပြီးတော့ထောက်ပြတဲ့သဘောပေါ့နော်။ဘာကြောင့်မလဲဆိုရင် तू ကဒါနိဗ္ဗာန်ကိုလည်းရောက်သွားတယ်။ရှိလဲမရှိတော့ဘူးဆိုတော့ပြတော့ဒါရောက်သွားတဲ့ပုဂ္ဂိုလ်ကမရှိတော့ဘူးလို့ပြောလိုက်တယ်ဆိုရင် तू ကရောက်တယ်လို့လည်းပြောလို့တော့မရဘူး။အဲအဲ့ဒီပုံစံမျိုးဒါရှင်ညာနာထောက်ပြသွားတယ်။ဒါမဟာယာနတွေလို့ဇင်ဗုဒ္ဓဘာသာတွေလို့မျိုးဒီ30ပုံနဲ့မြင့်တယ်။အဲဘုံတစ်ခုအနေနဲ့ယူမယ်ဆိုရင်အဲပြီးတော့ဒါအဲ့ဒီနိဗ္ဗာန်မှာဖရာယန္တာတွေကရှိနေသေးတယ်။ဒီနိဗ္ဗာန်ရောက်သွားတဲ့ဖရာယန္တာတွေပေါ့နော်။ အဲအဲ့ဒီမှာဒါအမြဲတမ်းတည်ရှိနေတယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒီယူဆနဲ့ဆိုတော့ရှင်ညာနာဘယ်လိုခြေဖြတ်မလဲတော့မသိဘူးဒါလို့ဆိုကတ္တနဲ့ကရိယာတာတခြားစီပဲအကြပဲကတ္တနဲ့ကရိယာတခြားစီဆိုတာပြောမစင်တော့ကိုပြောတဲ့စကားကကလေးစကားဒီယူစကားဖြစ်နေတယ်ဗျာဘယ်လိုကလေးစကားလဲကလေးတွေကရပြီရပြီနဲ့ပြောသူတို့ဘာရလို့လဲအပါဘူး အယူတွေလည်းပြောတယ်ဟောလာနေပြီလာနေပြီတဲ့ပြောတယ်။ဘာလာနေတယ်လို့လဲ။လာတယ်ဆိုရင်လာတဲ့ကတ္တရှိရမှာပေါ့။လုပ်ပြီးရပြီလို့ဆိုရင်ရတဲ့ပစ္စည်းရှိရမှာပေါ့။ဟောကတ္တနဲ့ကရိယာနဲ့အတခြားကတ္တမရှိတဲ့ကရိယာတွေပြောပြီးသေးတာ။ဒါဒီစကားကစကားမဟုတ်ဘူးရလို့။စကားမပြရပဲလို့။အဲ့ဒီစကားကကရိယာစကားလို့။အဲ့ဒီကရိယာစကားကိုရောက်တဲ့ကတ္တမရှိဘူး။အဲ့ဒါကြောင့်မလို့ဒါ နိဗ္ဗာန်ရောက်တယ်လို့ဆိုတဲ့ဟာကလို့တကယ်တော့ကတ္တမရှိတဲ့ကရိယာဖြစ်တဲ့အတွက်ကတ္တမရှိတဲ့ကရိယာစကားမဟုတ်တဲ့စကားပဲညာစကားမဟုတ်တဲ့စကားကိုပြောတာဟာတော့ဖြင့်ဒါတော်တော်ကိုလျော်တော်ချော်တော်ဖြစ်တာပဲလို့ဆိုမျိုးလို့သူပြောရတာပေါ့အဲ့ဒါနဲ့တရားဆွဲရင်တော့ကိုယ်တော်ပဲလို့ဖြေမလဲလို့ဆိုတော့မဖြေတတ်ပါဘူးလေသာလဲအဲ့တော့ကျုပ်တရားဟောရင်းကနေပြီးတော့ကျုပ်ကပြန်ပြီးပြောတဲ့အခါကျတော့ အာရှင်ဘုရားတော်တော်တတ်တာပဲဒါနောက်သိကျင်တာရှိရဲ့ရှင်ဘုရားကြီးဝဲပြီးတော့လာမေးပါဖြစ်တော့မှာပဲသူကပြောတော့တာပေါ့ဗျာအဲ့ဗျာအဲ့လိုမေးကျင်တာဆိုရင်ဒီကတော့ရှင်ဘုရားလာတဲ့ချိန်မှာတယောက်တည်းနေရဆိုတော့အိတ်နေတယ်ဆိုရင်တော့မလဲပညာသာရေးထတော်လို့နှိုးနေပါနဲ့ခြေတော့သာဖက်နှိုးလိုက်ပါအကျိုးပြောတော့မှာတော့မေးကျင်တာရှိလို့ရှိရဲ့လူနှိုးမနေနဲ့ခြေတော့သာဆွဲနှိုးလိုက်ပါအဲ့လိုပြောတယ် အဲ့ပါဗျာတဲ့နောက်ကျတော့ပြည်ညာရှင်လာပါမယ်လို့ပြောတယ်။နောက်ကျတော့သူတဲ့အောက်မှာကျုပ်ကလည်းဆွမ်းရသွားရဲ့တွယ်တစ်ခါသာဆုခါတော့တွေ့တာပေါ့။နှုတ်တော်ဆက်သူ။ယုတ်စီနောက်ထပ်ဆိုတော့တစ်ခေါက်မှမရောက်ဘူး။ဖြစ်ဖြစ်တဲ့တော့ဆိုတော့အဲ့လိုဖြစ်တယ်ဗျာ။ဆိုတော့နိဗ္ဗာန်ကမသိသေးရင်တော့သူတို့ဟာဟုတ်တယ်ဆိုမျိုးထင်တာပေါ့နော်။အဲ့ဒီနိဗ္ဗာန်မဟုတ်ဘူး။တန်တရာဝတ်တည်ငြိမ့်သွားလို့ ဒုက္ခမရှိတဲ့နိဗ္ဗာန်အဲဝတ္တန်တဲ့တဝတ္တန်တရားတွေမငြိမ့်လို့ရှင်ကတော့ဒုက္ခပဲဖြစ်လာအဲဝတ္တန်တရားတွေငြိမ့်သွားပြီဆိုရင်တော့ဒုက္ခမဖြစ်တော့ဘူးလို့ဆိုတော့အဲကြောင့်ဝတ္တန်တရားငြိမ့်တဲ့သူကလူပဲဘောဇဝတ္တန်တရားကိုငြိမ့်အောင်ကလည်းပဲလူကနေပြီးတော့သူကျင့်ရအရိယာမက်ဆိုတာကျင့်ရတာပေါ့နော် အဲ့ဒီအရိယဘက်ဆိုတာကျင့်တဲ့အခါကျတော့ဟောဝိတ္တတရားလည်းငြိမ့်သွားတဲ့အခါကျတော့သူစီမှာဝိတ္တတရားကြောင့်ဖြစ်တဲ့ဒုက္ခကသူ့မှာမဖြစ်တော့ဘူးလို့ဆိုတော့အဲ့ဒါနိဗ္ဗာန်ပဲနိဗ္ဗာန်ရောက်တာပဲဗျာတော့အဲ့လိုဆိုတော့ကျုပ်တို့ရဲ့တရားတော်မတွေကိုအဲကျုပ်တို့တရားတွေလည်းပဲတစ်ခါလည်းမကတချို့ဆိုဆယ်ခါမကလည်းနာဘူးမှာပါဗျာတော့အဲ့တော့ဒုက္ခဖြစ်တာနဲ့ဒုက္ခငြိမ့်တာရဲ့ဒုက္ခဖြစ်ကြောင်းနဲ့ဒုက္ခငြိမ့်ကြောင်းရဲ့ ဒီချက်၄ချက်ပဲအဓိကပြောတာလို့ဆိုတော့သိနေကြပြီတာရှိမယ်လို့ထင်ပါတယ်ဗျာနော်ကျုပ်တို့ရဲ့ဗုဒ္ဓဘာသာကဒီချက်၄ချက်ပြင်လဲနောက်ထပ်ဘာမှပြောတာမရှိဘူးဟုတ်တော့ဒုက္ခဖြစ်တာနဲ့ဒုက္ခဖြစ်ကြောင်းဒုက္ခငြိမ့်တာနဲ့ဒုက္ခငြိမ့်ကြောင်းဒီချက်၄ချက်ပဲဒုက္ခဖြစ်တာနဲ့ဒုက္ခဖြစ်ကြောင်းကတော့လူတွေမှာဖြစ်နေတာလူတိုင်းမှာဖြစ်နေတာ ဒုက္ခငြိမ်းတာနဲ့ဒုက္ခငြိမ်းချောင်းဆိုတာကတော့ဒုက္ခငြိမ်းချောင်းတွေကိုကျင့်ပါကျင့်နိုင်မှဒုက္ခလည်းငြိမ်းကြပါအဲဒုက္ခကျင့်နိုင်တယ်ဆိုတာကျင့်တိုင်းလို့ကျင့်တာဆိုတာထက်မတော်စကျင့်နေကြတာပေါ့ဥပမာအိမ်ထောင်ပြုကြတယ်ဆိုလေဘုရားဖြစ်သွားတယ်လေဘုရားဖြစ်တယ်ဆိုလေဘုရားဖြစ်ခါသာတလနလတနှစ်နှစ်ပေါ့ဗျာအဲဒီလောက်မှဆိုတူတူကလည်းပဲ ခါတည်းပဲမိုးပြီးတော့တည်ကြတာဆိုတဲ့ခါကျတော့ရမ်းမဖြစ်ဘူး။ तू ကလို့မရှိဘူးဆိုတော့မလုပ်ဘူး။ဟော तू လို့ရှိရဆိုရင်ကိုလုပ်တယ်။ဟောအဲ့လိုမျိုးကလေးပေါ့ဗျာ။အဲ့လိုမျိုးလို့ဆိုတော့ तू ကြိုက်လဲကိုလိုက်တယ်။ तू ကလည်းကိုကြိုက်ကိုသူလိုက်တယ်လို့ဆိုတဲ့ခါကျတယောက်တစ်ယောက်ကကံကမမြောက်ကြဘူး။ကံမပြုတ်ကြ။ကံမပြုတ်ကြလို့ကံမမြောက်ဘူးလို့ဆိုရင်တော့သူတို့လည်းပဲဒုက္ခငြိမ်းနေလို့ဖြစ် ဒါပေမဲ့ငငယ်တော့ဝတ်တယ်ရှိနေတာဆိုတော့အခုမှရတာဆိုတော့ကြာအဲ့ဒီဝတ်တယ်ကိုလည်းပဲအလဲမခတ်သေးဘူးပေါ့နော်။နောက်ကြားလာပြီဆိုတော့လည်းပဲအဲသူအဲသူလှုပ်ချင်တာလည်းကိုမကြိုက်တာဖြစ်။သူမလှုပ်ချင်တာလည်းကိုကြိုက်တာဖြစ်။ကိုလှုပ်ချင်တာကြောက်လည်းသူကမကြိုက်။အဲလိုဖြစ်တဲ့ခါကျတော့တယောက်နဲ့တယောက်ဟာစိတ်တချင်ချာ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 သွားပြီးကြလား။ညနာလေးလည်းပြတ်ကြတာပေါ့နော်။ ပြောပြုတ်နေလည်းပဲပါကြတာပေါ့နော်အဲ့လိုပါကြပြီလို့ဆိုတဲ့အခါကျတော့အဲ့လူများနေကွဲသွားလို့ဖြစ်သေးပါဘူးလို့ဆိုတဲ့သူတွေကတော့ပြေးတော့နေကြတာပေါ့တယောက်တယောက်ဖြေးတော့တင်ကြတာပေါ့ဖြေးနေကြပြီပဲသူတို့ကတကယ်တော့ငြိမ့်နေတော့မဟုတ်ဘူးလို့ပြောရပါပေါ့နော်ဒါပြောသူတို့လင်မယားတာလားဆိုရင်တခြားသသိသိနေဆိုကိုးဆိုးသေးလို့ပြောပါတော့။အဲကြောင့်မလို့လူတွေဟာညာနေလူတွေနဲ့တဲတဲပြီးတော့ တင့်ပြတ်တယ်ဆိုတာမဖြစ်ကြပါဘူးလို့သူတို့ပြောရမယ်နော်အဲအကြောင်းလို့လူတွေဟာအတင့်ပြတ်ကြဘူးအဲလိုမတင့်ပြတ်တာဒီပဲလဲအလုံးကန်လုံးလို့လဲပဲမိတ်ဆွေမိတ်တို့ဆွေတို့ကပြီးပြင်းပြရှိတာမဟုတ်တာဆိုတော့သိလေလုံးလုံးကန်လည်းမအောင်ပြဘူးပေါ့နော်အလုံးကန်အောင်ပြနေအောင်ပြနေဆိုတာလုံးဖန်လုံးဖန်များလို့သူကနေပြီးတော့တစ်ဖက်သူ့ဘောမှာကြီးကြီးညော်နေတဲ့သူဆက်ဆံတော့ဘူးလို့ဆိုတော့ အကူစီအောင်တဲ့ဆိုရင်အာသူတို့လိုချင်တာကိုလိုချင်တဲ့ပမာဏရှိရှိကလေးနဲ့ပြည့်စုံအောင်ရောက်ပေးလိုက်တဲ့ဆိုရင်တော့ဒီစိတ်ဆိုင်ကိုလူရရနေတော့မလာပဲမနေနိုင်တော့ဘူးဒီဆိုင်ကိုဝယ်ပြီးရင်တခြားဆိုင်တော့ဝယ်တော့ဒီဆိုင်ပဲဝယ်တော့တာပေါ့နော်ဒါဆိုရင်တော့ဒီဆိုင်ကတော့တကယ်အောင်မြင်တဲ့ဆိုင်ဖြစ်သွားတာလို့ဘယ်လိုပြောရမှာပေါ့နော်အဲ့ဒါလိုပုံပဲနဲ့အဲကျွတ်တို့ရဲ့မိတ်ဆွေဟိုဟိုဘော ဗီဒီယိုကတော့ဒါမိနစ်ကတော်ရှည်သွားပြီဗျာကျွန်တော်အဓိကတင်ပြချင်တာကတော့ဒီမှာဒါပါရုပ်ဆရာတော်နဲ့ဒါမိုးပြရှင်ရနာတို့ရဲ့နိဗ္ဗာန်ယူဆမတူတဲ့အကြောင်းပေါ့နော်အဲ့တော့ဒေါ်လေးလည်းဒါဘုသူတရရတယ်အမှတ်သားစရာလည်းကောင်းတယ်ပေါ့နော်အဲ့တော့ဒါဒီယူဆနှစ်ခုထဲမှာဒီနှစ်ခုထဲတစ်ခုခုကိုမကြိုက်တာမျိုးတစ်ခုကိုသဘောမတွေ့တာမျိုးပေါ့နော်ဒီလိုမျိုးကြီးလည်းဒါရှိနိုင်တယ်ရှိလို့ရင်လည်းဒါရင်ကြီးကြီးပေါ့နော်ဝင်ပြီးတော့ဒါမှန်းလို့ရပါတယ်